မင်္ဂလာပါ MM Thinker YouTube Channel ရဲ့နိုင်ငံတကာစည်ရေးသုံးသပ်ချက်များအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီနေ့2025ခုနှစ်ဒီဇင်ဘာလစည်ရေးနေ့အတွက် နောက်ဆုံးရကမ္ဘာစည်ရေးသုံးသပ်ချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့မှာတော့လေကမ္ဘာနေရာသုံးခုကအဓိကပဋိပက္ခတွေကိုနည်း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 ဆွေးနွေးကြည့်ကြပါတယ်အဓိကတော့ယူကရိန်းမှာဖြစ်နေတဲ့စစ်ပွဲပေါ့ ဟုတ်ကဲ့ပြီးတော့ထိုင်းကမ္ဘောဒီးယားနင်းဆာမှာပြန်ဖြစ်လာတဲ့တင်မာမှုတွေနောက်ဆုံးတစ်ခုကတော့အရှေ့အာရှမှာတရုတ်နဲ့ယူရှားတို့ရဲ့ဆေးရပြားမှုတွေအဲ့ဒါတွေဘလို့ဆက်ဆက်နေလဲကြည့်ကြမှာပါဟုတ်ပါတယ်ဒီနေ့ဆွေးမေးမှုကတည်ရင်ကောင်းစဉ်တွေရဲ့အနောက်ွယ်ကအချောင်းတရားတွေကိုနားလည်ဖို့ပါပဲဒီပဋိပက္ခတွေကတိကျဖြစ်ရတဲ့မဟုတ်ပဲနဲ့ခေတ်သစ်ပွဲရဲ့သဘောတဘာဝတွေဟုတ်စီဝါရင်တန်တမာရဲ့ဖြစ်ရတဲ့အခန့်ကဏ္ဍတွေပေါ့မှန်ပါတယ် ပြီးတော့တမိုင်းရဲ့အရေးတွေကလက်ရှိနိုင်ငံရေးကိုဘလို့ပုံဖော်နေတယ်လဲဆိုတာကိုပြသနေတဲ့သင်ချမ်းစာတွေလို့ပြောလို့ရပါတယ်။ကောင်းပြီ။ဒါဆိုရင်ယူကရိန်းစစ်ပွဲနဲ့ဆက်လိုက်ကြအောင်။ကျွန်တော်ဒီအချက်လက်တွေကိုဖတ်ရင်တကယ်ကိုအံ့ဩထားတဲ့ကင်းကနန်းတစ်ခုနဲ့စချင်တယ်။ဟုတ်ကဲ့။ရုရှားဒီစစ်ပွဲမှာစစ်တရင်ကတတန်းကန်နေတတန်းသုံးသိန်းခွဲကြာတေဆုံးတန်ရရခဲ့တယ်လို့ဆိုပါတယ်။တတန်းကျော်နော်။อืมအင်းအလုံးရဲနေပါ ဒါပေမဲ့အဲ့ဒီလောက်အစိုးရခံဒီမှာလွန်ခဲ့တဲ့၃နှစ်အတွင်းယူကရိန်းပိုင်နက်ရဲ့35%ကိုပဲထပ်သိမ်းနိုင်ခဲ့တယ်။ဒါကတော်တော်ကိုစဉ်းစားစရာပဲ။တကယ်မှမှတယ်။ဒီချက်ကဒီစစ်ပွဲရဲ့အနစ်သာရကို ဖော်ပြနေတာပဲ။ဒါဟာနေရွေသိမ်းတိုက်ပွဲဆိုလားထက်အင်အားပြုံးတည်ရေးစစ်ပွဲ War of Attrition ထိနေပြီဆိုတာပါပဲ။ဟုတ်ကဲ့။ ရုရှားသမိုင်းမှာဒီနီးပြူအကိုတုံးခဲ့ဘူးပဲမယ်ဒီတစ်ခါပြေးဆက်ရတဲ့တံပိုးကတော့မယုံနိုင်လောက်အောင်ကြီးမောင်းနေတယ်ဟုတ်နှစ်ပေါင်း၁၆၅ရက်လောက်အချိန်ယူရမယ်လို့တောင်းဆိုထားတယ်ဟုတ်ပါတယ်၁၆၅နှစ်ဒါကစီးရနီးပြူအတော့မဟုတ်တော့ဘူးမျိုးဆက်ပေါင်းများစွာခန့်ညာပဲချိန်စာတစ်ခုလိုပဲอืมဒါပေမဲ့ဒီနေရာမှာရှုပ်ထွေးစီတဲ့အချက်တစ်ခုရှိနေပြန်တယ်နိုဝင်ဘာလတစ်ခုထဲမှာယူရှားကစတူယန်ကီလိုမီတာ690လောက်တင်ငယ်ခဲ့ပြီး အထူးသဖြင့် Pokrovsk မြို့ကိုအပြည့်အထံထိုးစစ်ဆင်နေတယ်။ဟုတ်ဒိုးတက်မှုတော့ရှိနေတယ်။ဆိုတော့တစ်ဖက်မှာအကြဆုံးများလုံးနဲ့တစ်ဖက်မှာလည်းသူတို့ကရှေ့ကိုတိုးနေတော့မယ်။ဒီကွဲလွဲနေတဲ့အချက်တစ်ခုကိုဘယ်လိုနားလည်အောင်လဲ။အဲ့ဒါကစိတ်ဝင်စားစရာကောင်းတဲ့မိခုံးမှာလက်တွေ့မြေပြင်မှာတော့လေတိမ့်မရရှိရတဲ့နေမြေအများစုကလူမနီတဲ့လေကွင်းတွေပျက်စီးနေတဲ့ယူအငယ်လေးတွေပါ။အော်ဦးတန်းနာတွက်လို့ဒီမြေမြေတိမ့်ပိုက်မှုတွေခါအမေရိကန်နိုင်ငံချမ်းရေးဆွေးနွေးတဲ့အခါ ကျွန်တော်တို့ကအသားစီးရနေတယ်လို့ပြချင်တဲ့နိုင်ငံကြီးအတုံးချစရာကိရိယာတွေဖြစ်နေတယ်။ဟုတ်ကဲ့။နိုင်ငံကြီးရပေါ့။ဒါပေမဲ့ပိုကုံးမျိုးကြာသွားရင်တောင်ယူကရိန်းကသူ့နောက်မှာခိုင်စစ်ဆေးတွေ၊ကတုတ်ချင်းတွေ၊တင်ကားထောင်ချုပ်တွေနဲ့မိုင်းကွင်းတွေကိုမိုင်းပေါင်းများစွာဖြန့်ကျက်နေအခိုင်အမာဖြစ်စဉ်ထားပေးတာပါ။ဟွန်း။ဒါကြောင့်ယူရှားအတွက်ရှေ့ဆက်တိုးကိုကျူးစားတိုင်းသွေးစုံမြဲလို့ခေါ်တဲ့ meat grinder အသားကြီးဆက်ထည့်ကိုပိုပိုပြီးနည်းနည်းရှိုင်းရှိုင်းဝင်သွားနေရလို့ဖြစ်နေမှာပါ။ ဒီသွေးဆုပ်မြေဆွဲနီးပြူဟာက ရေရှည်မှာယူကရိန်းအတွက်တကယ်ပဲအလုပ်ထင်နိုင်မှာမလားဆိုလိုတာကဒီအသားကြိတ်ဆက်ထဲမှာယူကရိန်းဘက်ကလည်းဟုတ်တယ်လူအင်အားလက်နက်အင်အားတွေပြုံးတင်းနေရတာပဲမို့လားဟုတ်တယ်မလားအနောက်နိုင်ငံတွေရဲ့အကူအညီသာရော့သွားခင်ဒီခန်းစစ်ပြူဟာကိုဘယ်လောက်ထိဆက်ထိန်းထားနိုင်မလဲအဲ့ဒီချက်ကလက်ရှိအချိန်တွေရဲ့အဓိကစိန်ခေါ်မှုပါပဲဒါကြောင့်စစ်မြေပြင်ကတိုက်ပွဲတွေထက်တန်တမရေးနဲ့စီဝါရေးစစ်မျက်နှာလေးကပိုအရေးကြီးလာတာပါ ဒါဆိုအဲ့ဒီဘက်ကိုဆက်သွားကြည့်ကြအောင်စစ်မြေပြင်ကဒီလောက်ချမ်းတမ်းနေချိန်မှာစစ်ဆန်ညီနိုင်ရဲ့စာပွဲဝိုင်းမှာတော့အခြေအနေကဘလို့ရှိလဲလန်ဒန်မှာသမ္မတဇလန်စကီးကအမေရိကန်ရဲ့ညင်းချမ်းရဲ့အဆိုပြုချက်ကိုဘေးချလိုက်တယ်လို့ကြားပါတယ်ဟုတ်ပါတယ်အဲ့ဒါက gift နဲ့ဝါရှင်တန်ကြားကဆက်ဆံရေးမှာအကြောင်းကြီးတစ်ခုဖြစ်သွားစေခဲ့တယ်တော်တော်လေးပြင်းထန်တဲ့ဘေးချမှုမျိုးလားဟုတ်တယ် ဇလန်စကီကနေမီဒီလမမှာအဆုံးရှုံးမခံနိုင်ဘူးလို့ကြေညာဝင်ပြောလိုက်တဲ့အကောသမ္မတထရမ့်ကဒေါသတကြီးတုံ့ပြန်ပြီးယူကရိန်းမှာရွေးကောက်ပွဲလုပ်ဖို့အထီးဖိအားပေးခဲ့တယ်။อืมဒီဖြစ်ရပ်ကဘာကိုပြသလဲဆိုတော့အမေရိကန်ရဲ့ဥဆောင်မှုအပေါ်ဥရောပရဲ့သဘောထားပြောလဲလာတာကိုပါပဲ။အခုဆိုရင်ဂျာမနီပြင်တဲ့နဲ့ဗြိတိန်တို့ကသူတို့ကိုယ်ပိုင်ရင်းချမ်းရေးအဆိုပြုချက်တစ်ခုကိုရေးဆွဲပြီးအမေရိကန်ကိုပြန်တင်ပြဖို့လုပ်နေကြပြီ။ဟော။ဥရောပက သူလမ်းသူရှာလာတဲ့သဘောပေါ့နော်ဟုတ်တယ်ပါဒါဟာအိုရောပါကဒီပြဿနာကိုကင်တွယ်ဖို့ကိုပိုင်လမ်းကြောင်းတစ်ခုရှာဖွေလာတာကိုညွန့်ပြနေတာပါစီကွာလီဘက်မှာလည်း EU ကရုရှားရဲ့ထိန်းချုပ်ထားတဲ့ပိုင်ဆိုင်မှုတွေကိုအတုံးချမဲ့အစီအစဉ်တစ်ခုရှိနေတယ်ဆိုတာကတော်တော်လေးစိတ်ဝင်စားကြကောင်းတယ်ဒါပေမဲ့အဲ့လားဥပဒေရတော်တော်ရှုပ်ထွေးမပုံပဲနော်ဟုတ်ရှုပ်ထွေးနိုင်ပါတယ်ဒါကိုနားလည်လွယ်အောင်ဒီလိုစဉ်းစားကြည့်လို့ရပါရဲ့ EU ကရုရှားရဲ့တန်ဖိုးကြီးကားတစ်စီးကိုကားကိုတောင်တင်းမှာတောက်ခတ်သိမ်းထားတယ်ဆိုပါစို့ဟုတ်ကဲ့အဲ့ဒီကားကိုတိုက်ရဲရောင်းလိုက်ရင်သူခိုးလို့အပြောခံရနိုင်ပြီတခြားနဲ့မန်ကရေနှင်းမြုပ်နှမ်းသူတွေကြောက်လန့်သွားနိုင်တယ်မှန်ပါလေဒါကြောင့်ကားကိုမရောင်းဘဲပန်ကိုသွားပြီးဒီမှာကြည့်ကျွန်တော်ရှိမှာတန်ဖိုးကြီးကားတစ်စီးအာမခံနေနေရှိတယ်ဒီကားကိုအပေါ်ထားပြီးယူကရိန်းကိုချင်းငွေအကြီးကြီးတစ်ခုထုတ်ပစ်လိုက်ပါဆိုပြီးပြောလိုက်တယ်လို့ပါပဲဩပိုင်ဆိုင်မှုကိုတိုက်ရိုက်မထီပဲနဲ့သူ့ရဲ့တန်ဖိုးကိုအထုံးချတာပေါ့ဟုတ်ပါတယ် ယူကရိန်းကငွေပြန်မဆက်နိုင်ဒီကားကအကျွေးကိုအာမခံတယ်ဆိုတဲ့သဘောမျိုးနဲ့ဥပဒေပြဿနာတွေကိုရှောင်လွှဲပြီးတန်ဖိုးကိုအသုံးချနိုင်မဲ့ပါနတ်တဲ့နီလန်းတစ်ခုပါတော်တော်ကိုပါနတ်တဲ့အစီအစဉ်ပဲဒါပေမဲ့လက်တွေ့မှာအတားအဆီးတွေတော့ရှိနေအောင်ပါပဲနော်တေချာဖို့ရှိပါတယ် ဥရောပဘိုဟိုပန် ECB ကိုရင်ကဒါဟာ EU စားကြုပ်တွေကိုချိုးဖောက်ရကြနိုင်တယ်လို့စိုးရိမ်နေတယ်။ဟုတ်ကဲ့။ပြီးတော့ယူရှပိုင်ဆိုင်မှုအများစုကိုထိန်းသိမ်းထားတဲ့ Belgian လိုနိုင်ငံငယ်လေးတွေကလည်းသူတို့နိုင်ငံရဲ့ဗန်ဒါရေးတည်ငြိမ်မှုကိုထိတ်ခိုက်မှာစိုးရိမ်ကြတယ်။อืมရုရှားရဲ့တုံ့ပြန်မှုကိုလည်းကြောက်ရအောင်မယ်။ဟုတ်ပါတယ်။ယူရှားကလည်းအနောက်နိုင်ငံတွေရဲ့ပိုင်ဆိုင်မှုတွေကိုတံပြန်ထိန်းစီမယ်လို့ချိန်ချောက်ထားတာကြောင့်ဒီစီစဉ်ကစာရွက်ပေါ်မှာကောင်းသလောက်အကောင့်အထည်ဖို့ကိုစိန်ခေါ်မှုတွေအများကြီးရှိနေတော့မှာပဲ။ ဒီပြွန်တီးစစ်ပွဲဂီလီယာဒီယန်ကြောင့်နည်းနည်းလောက်ဆက်ဆွေးနွေးချင်ကြတယ်။အထူးသဖြင့် drone တွေပေါ့။ဟုတ်ကဲ့။ယူရှားဘက်က Lancet နဲ့ FPV drone တွေတုံးပြီးယူကရိန်းရဲ့အရေးကြီးတဲ့ဖြစ်မှတ်တွေကိုတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒီ drone တွေကစစ်ပီပင်ကိုဘလို့ပြောင်းလဲစေခဲ့တာလဲ။ဒီ drone အထူးသဖြင့် FPV drone တွေရဲ့အဓိကပြောင်းလဲမှုက through fantilite မညီမြမှု asymmetry မှာရှိပါတယ်။မညီမြမှု ဟုတ်ပါတယ်ဒေါ်လာရာဂဏန်းလောက်ပဲတန်တဲ့အိမ်မာတော်သက်ဆင်လို့ရတဲ့ပစ္စည်းလေးတစ်ခုနဲ့ဒေါ်လာတန်ပေါင်းများစွာတန်တဲ့တင်ကာကြီးတစ်စီးကိုဖျက်ဆီးနိုင်လာတာဒါဟာစစ်ပွဲတစ်ခုရဲ့ကုန်ကျစရိတ်အကျိုးမြတ်တွက်ချင်းမှုကိုအခြေခံကစပြီးပြောင်းပြန်လန့်လိုက်တာပါပဲတင်းငယ်ပြီးလင်မြန်တဲ့တက်ဖွဲ့တဲ့လက်ထဲကိုကြီးမားတဲ့စွမ်းအားတွေထပ်ပေးလိုက်သလိုဖြစ်သွားစေပါတယ်ဒါဆိုရင်ယူကရိန်းမှာဖြစ်နေတာကနီးပြမင်းအင်အားပြုံးတီးရေးစစ်ပွဲတစ်ခုလို့ဆိုနိုင်တယ်ဟုတ်ပါတယ်အဲ့ဒီအခြေအနေကိုအရှိတောင်အားချာက ထိုင်းကမ္ဘောဒီးယားနယ်စပ်မှာဖြန့်ချစ်နေတဲ့ပဋိပက္ခနဲ့ယဉ်ကျေးရတာစိတ်ဝင်စားဖို့ကောင်းတယ်။ဒီပဋိပက္ခကပိုရှည်ကြပြီးဒေတာတွေမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်မိတယ်လို့ဆိုရမယ်။ဟုတ်ပါတယ်။ထိုင်းကမ္ဘောဒီးယားပဋိပက္ခကရာစုနှစ်တစ်ခုကျော်တက်တန်ရှိနေပါပြီ။ပထောင်ကိုရရှိခုနှစ်ကပြင်ထက်ကိုလိုနီအစိုးရရေးဆွဲခဲ့တဲ့နယ်နိမိတ်မေပွန်ပေါ်အငင်းပွားမှုကနေစတင်ခဲ့တာပါ။နောက်ပေါင်းရကြပြီပေါ့။ဟုတ်တယ်။ အထူးသဖြင့်တမိုင်းဝင်ပရိယာဗီဟန်ဖီးယားကျောင်းပိုင်ဆိုင်မှုကအ धिक အငင်းပွားစရာဖြစ်နေခဲ့တာကြားပါပြီ။အခုလူဆယ်ဦးထက်မနည်းတေးဆုံးပြီးထောင်ပေါင်းများစွာအုံးမဲ့အိမ်မဲ့ဖိခဲ့ရတဲ့တိုက်ပွဲတွေကအဲ့တမိုင်းဝင်အနာဟောင်းပြန်ပေါက်ကွဲလာတာပါပဲ။ဒါဆိုပြင်ပအင်အားကြီးနိုင်ငံတခုဖြစ်တဲ့အမေရိကန်ကဝင်ပြီးငင်းချမ်းရေးလုပ်ပြတာတောင်ဟုတ်တယ်။ချက်ချင်းလေးမှပြန်ပြိုလဲသွားတယ်။ဟုတ်တယ်မလား။ဒါကဘာကိုပြန်နေတာလဲ။ဒါလေနရှိုင်းနဲ့ သမိုင်းဝင်အရင်ပွားမှုတွေအမျိုးသားရေးစိတ်သက်တင်နဲ့ရက်နွဲနေတဲ့ပฏิပက္ခတွေကို ပြင်ပခနဲ့ပေါ်ရန်ဖြည့်ရှင်းဖေးရုံနဲ့ရေရှည်မှုတည်တနိုင်ဖို့ဆိုတဲ့တာတကတစ်ခုပါပဲဟုတ်ကဲ့အခြေခံကြတဲ့ပြဿနာရဲ့အရင်အမြင့်ကိုနှစ်ဖက်စလုံးကလက်ခံနိုင်တဲ့အဖြစ်တစ်ခုမရှာနိုင်တဲ့၍အပြင်ကဘသူပဲလာဖြန့်ဖြည့်ဖေးပေးမိတော်ငင်းသွားရုံပဲရှိပြီးမိခဲကလို့ကြံ့နေဦးမှာပါ အချိန်မရွေးပြန်တောက်လောင်းနိုင်တယ်ပေါ့မှန်ပါတယ်အင်အားကြီးနိုင်ငံတွေရဲ့လွှမ်းမိုးမှုအကြောင်းပြောနေရင် အရှေ့အာရှဘက်ကိုဆက်သွားကြည့်အောင်တောင်ကိုရီးယားရဲ့လေချောင်းရံကောက်ကဲရေးတမဆုံတဲ့ကိုယူရှားနဲ့တရုတ်စစ်လေရင်တွေပူးတွဲဝီရောက်ခဲ့တဲ့ထရီရတစ်ခုရှိခဲ့တယ်ဟုတ်ကဲ့ဒီတော့ပရမဇုံအနေနဲ့လေချောင်းရံကောက်ကဲရေးတမဆုံ ADZ ဆိုတာပါလေပြီးတော့ဒီလောက်ရက်ကတာမန်စစ်ရေးလေချင်းမှုတစ်ခုလားဒါမှမဟုတ်တမင်တကာပေးပို့လိုက်တဲ့တရင်စကားတစ်ခုလား ADZ ဆိုတာနိုင်ငံတနိုင်ငံရဲ့အချုံချာအာဏာပိုင်လေပိုင်နဲ့အပြည့်မတ်မှရှိပေမဲ့ အမျိုးသားလုံခြုံရေးအတွက်နိုင်ငံခြားလေရင်တွေကိုကြိုတင်စစ်ဆေးစောင့်ကြည့်ခွင့်ရှိတယ်လို့ကိုဘသာသတ်မှတ်ထားတဲ့ area တစ်ခုပါ။ဩနိုင်ငံတကာဥပဒေအရအချိုးမဝင်ဘူးပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့ data တွေမှာတော့အရေးပါတဲ့နိုင်ငံရေးကိရိယာတစ်ခုပေါ့။ရုရှားနဲ့တရုတ်ကသူတို့ရဲ့လုံရက်ကိုပူးတွဲမဟာဗျူဟာမြုံလေကြောင်းကင်းလက်မှုလို့နာမည်တက်ထားတယ်။ဒါကတာမန်လေ့ကျင့်မှုမဟုတ်ပဲတွေ့ချက်ထားတဲ့သတင်းစကားတစ်ခုပါ။ဘလူးသတင်းစကားမျိုးလဲ။ ဘသူကိုရည်ရွယ်တာလဲဒါကရည်ရွယ်ချက်တစ်ခုရှိပါတယ်ပထမတစ်ခုကသူရဲ့စီးရဲအယပူပေါင်းဆောင်ရွက်နိုင်စွမ်း interoperability နဲ့မဟာမိတ်ဆက်ဆံရေးခိုင်မာမှုကိုဒေတာရင်းကအမေရိကန်ရဲ့မဟာမိတ်တချစ်တဲ့တောင်ကိုရီးယားနဲ့ဂျပန်ကိုပျော်ပျော်တင်းတင်းပြသလိုက်တာပါ။ကဲနဲ့သူမဟာမိတ်တွေကိုစိတ်ပိုင်းဆိုင်ရာဖိအားပေးတာပြီးတော့တောင်ကိုရီးယားနဲ့ဂျပန်တို့ရဲ့တွန့်ပြန်နိုင်စွမ်းကိုစံတတ်တာလည်းဖြစ်ပါတယ်။သူတို့ရဲ့ response time ကိုစမ်းတာပါ။ ုတ်ပါတယ်ပြောရင်ဒါဟာလူအများမြင်အောင်တရားဝင်လုပ်ပြနေတဲ့စီရေးလေ့ကျင့်မှုတစ်ခုလိုပါပဲဒီတဲ့ဆွေးနွေးခဲ့တဲ့နေရာ၃ခုကိုပြန်ခြုံငုံကြည့်လိုက်တော့စိတ်ဝင်စားစရာပုံစံတစ်ခုကိုတွေ့ရတယ်ယူကရိန်းမှာတော့ခစ်တနီပြည်သားတုံးအင်အားပြုံးတဲ့စစ်ပွဲဟုတ်ကဲ့ထိုင်းကမ္ဘောဒီးယားမှာတော့ရာစုနှစ်ချီကြာနေပြီဖြစ်တဲ့တမိုင်းဝင်တင်းပွားမှုတံပေါက်ွဲလာတာအရှေ့အာရှမှာတော့အင်အားကြီးနိုင်ငံတွေရဲ့စစ်အေးခစ်ပုံစံအပြိုင်မှုတွေ ီပဋိပက္ခတွေကပုံစံမတူပေမဲ့အားလုံးကရှေ့ကြပြီးအဆုံးတက်ရခက်တဲ့သဘောဆောင်နေကြတယ်တကယ်ပဲဒီအချက်ကကျွန်တော်တို့အတွက်နှုတ်ဆုံးစဉ်းစားစရာအတွေ့အကြုံခြံထားခဲ့ပါတယ်ဒီပဋိပက္ခတွေမှာအနိုင်ရခြင်းဆိုတဲ့စကလုံးရဲ့အတိတ်ဘယ်ကိုပြန်လဲတုံးတက်ဖို့လိုလာနေပါပြီอืมယူရှာလိုနိုင်ငံကြီးတစ်ခုကအင်အားအလုံးအရေးနဲ့နေမြေအနေငယ်လေးကိုနှစ်နဲ့ချီတိုက်နေရတာကိုကြည့်ရင် လင်းမြန်တဲ့စစ်ရေးအောင်ပွဲဆိုတာချက်စစ်ရေးစီဝါရေးလူမှုရေးနဲ့တန်တမာရေးအရာဘသူကပို့ပြီးခံနိုင်ရရှိတယ်လေဘသူကပို့ပြီးကြကြရက်တည်နိုင်မလဲဆိုတာကအဆုံးဖြတ်ထလာနေတယ်ပေါ့ဟုတ်ပါတယ်ဒီလိုအင်အားပြွန်တီးရေးပဋိပက္ခတွေခင်မှာ နိုင်ငံတနိုင်ငံရဲ့အင်အားနဲ့လုံခြုံရေးဆိုတဲ့ user တွေကိုကျွန်တော်တို့အားလုံးဘလို့များပြန်လည်အသေးပဲဖွင့်ဆိုကြမလဲဆိုတာကဆက်လက်တွေးတောစရာမေးခွန်းတစ်ခုပါပဲ ကြည့်ရှုနာဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်အချမ်းသာခြင်း၊ကိုယ်ယချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါတယ်။ The Debate Season ကနေကြိုးဆိုပါရခင်ဗျာ။ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ G7 အဖွဲ့ကနေပြီးတော့ဥရောပမှာထိန်းချုပ်ထားတဲ့ရုရှားနိုင်ငံပိုင်ပိုင်ဆိုင်မှုတွေကရတဲ့အမြတ်ငွေတွေကို၃ဒီယူကရိန်းအတွက် American Dollar Billion 50ချင်းငွေကကို ဖန်တီးပေးဖို့စီစဉ်နေတဲ့ကိစ္စပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒီတော့ဒီလုံရဟာရုရှားရဲ့ကျူးကျော်စစ်အတွက်တရားမြန်တပြီးမဖြစ်မနေလို့အတည်တွန့်ပြန်မှုတစ်ခုလားဒါမှမဟုတ်နိုင်ငံတကာဥပဒေရဲ့အခြေခံမျိုးကိုပါတုံ့လုံစေပြီးကမ္ဘာ့ဗန်ဒယေးစနစ်ကို NDA ဖြစ်စင်နိုင်တဲ့ခြေလှမ်းတစ်ခုဖြစ်လာနိုင်မလားဆိုတာကိုကျမတို့အမြင်ချင်းဖက်လဲဆွေးနွေးကြကြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီအစီအစဉ်ဟာရည်ရချက်ကောင်းပေမဲ့ဥပဒေပိုင်းဆိုင်ရာခိုင်မာမှုမရှိဘူး ီးတော့ဥရောပရဲ့ဘန်ဒါရဲ့တည်ငြိမ်မှုနဲ့နိုင်ငံတကာရဲ့ယုံကြည်မှုကိုပါထိခိုက်စေနိုင်တဲ့ NDA ကြီးတယ်။လောင်ကျဲတစ်ခုဖြစ်ရှုမြင်တုံးသက်သွားမှာဖြစ်ပါတယ်။ဒီမှာကတော့ဒီအစီအစဉ်ဟာယူရှားရဲ့ကြူကြောက်မှုကိုတွန်းပြန်ဖို့အတွက်ကိုကျင့်တရားရာရောဥပဒေပေါင်းအတွင်းကပါလှုပ်ဆောင်တဲ့စန်တစ်တဲ့ချီလန်တရဲ့ဖြစ်ပြီးယူကရိန်းကိုကယ်တင်ဖို့အတွက်မရှိမထွေလိုအပ်တယ်ဆိုတဲ့ဘက်ကနေယက်တီတင်ပြသွားမှာပါ။ဟုတ်ကဲ့နောက်ဆိုရင်အရင်ဆုံးထောက်ခံတဲ့ဘက်ကအမြင်ကိုစပြီးတင်ပြပေးပါခင်ဗျာဟုတ်ကဲ့ပါဒီကြောင်းအရာကိုစပြီးဆွေးနွေးရရင်လေအတိအခါချက်ကတရားမျှတာမှုပါပဲစဉ်းစားကြည့်လေ ယူရှားရဲ့ကြီးကျော်ဆင်ဟာနိုင်ငံတကာဥပဒေကိုပြောင်းပြောင်းတင်းတင်းချိုးဖောက်တာဖြစ်ပြီးယူကရိန်းနိုင်ငံကိုဒေါ်လာထရီလီယံနဲ့ချီတဲ့ပစ္စည်းဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့တယ်။နိုင်ငံတကာဓလိထုံးတမ်းဥပဒေရဲ့အခြေခံကျဉ်းဆုံးမှုကကြီးကျော်သူကသူဖြစ်စည်းခဲ့တာတွေအတွက်နှိမ့်နာချေပေးရမယ်ဆိုတာပါပဲ။ဆိုတော့ EU ရဲ့အစီအစဉ်ဟာဒီမူကိုအခြေခံထားတာပါ။အင်းဒါဟာယူရှားရဲ့ပိုင်ဆိုင်မှုတွေကိုတိုင်းရိုက်သိမ်းယူတာမဟုတ်ပါဘူး။အဲ့ဒီပိုင်ဆိုင်မှုတွေနဲ့ရလာတဲ့အမက်အစုံတွေကိုယူကရိန်းရဲ့ချင်းငွေရဲ့အရင်အနည်းအဖြစ်သုံးတာပါ။ European Policy Center လို့အဖွဲ့အစည်းတွေကထောက်ပြထားလို့ဒါဟာတံပြန်ဆောင်ရွက်မှု countermeasure တခုအနေနဲ့သုံးပြတာဖြစ်ပါတယ်ဆူလိုရာယူရှာကသူ့ရဲ့ဥပဒေမဲ့လိုရက်ကိုရက်ပြီးနှစ်နာချီပေးလျော်မယ်ဆိုရင်ပြန်လည်ပြင်ဆင်နိုင်တဲ့ယာယီဆောင်ရွက်မှုတစ်ခုသာဖြစ်ပါတယ်။တစ်ဖက်မှာလည်းယူကရိန်းရဲ့စီးပွားရေးပျော်လဲလူနီဝါဖြစ်နေပါပြီ။2026ခုနှစ်မှာဘတ်ဂျက်လွန်ဝဲကဒေါ်လာ45ဘီလီယံထိရှိနိုင်တယ်လို့ခန့်မှန်းထားတယ်။ဆိုတော့ဒီချင်းငွေဟာယူကရိန်းရဲ့ကာကွယ်ရေးနဲ့နိုင်ငံရေးအခြေခံလဲပတ်မှုတွေကိုထိန်းထားဖို့မရှိမဖြစ်လိုအပ်တဲ့အသက်သွေးကြိုးတစ်ခုဖြစ်လာမှာပါ။ ဟုတ်ကဲ့အဲ့ဒီအမြင်ကိုကျွန်တော်နားလဲပါတယ်အာရွေချက်ကတော့ကောင်းပါတယ်ဒါပေမဲ့တစ်ဖက်ကလည်းစဉ်းစားစရာရှိတာကရွေချက်ကောင်းတိုင်းလည်းအမြင်နဲ့အကျိုးဆက်ကောင်းနေချီပဲဖြစ်စီတာမဟုတ်ဘူးလေဒီအစီအစဉ်မှာနိုင်ငံတကာဥပဒေနဲ့ပတ်သက်ပြီးအလွန်အမင်းမရေရာမှုတွေရှိနေတယ်နိုင်ငံတကာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိန်းချုပ်ထုံးပြခြင်းဆိုတာတာမန်စီးပွားရေးပိတ်ဆို့မှုတွေအစာပေါင်းများစွာပို့ပြီးဥပဒေကြောင်အရရှုပ်ထွေနှက်နေပါတယ်ဒါဟာ Pandora's box လို့ခေါ်တဲ့မကောင်းတဲ့တကားကိုဖိပီးလိုက်တယ်လို့ဖြစ်သွားနိုင်တယ် ဒီနယ်ယူရှားဖြစ်ပေမဲ့နောက်နေ့မှာနိုင်ငံရဲ့အခြေအနေအရတခြားနိုင်ငံတွေရဲ့အလဲဖြစ်လာနိုင်တယ်။အဲဒီခါမှာတခြားနိုင်ငံတွေကဥရောပရဲ့ဘန်ဒီနဲ့ဗနာရဲ့ဖွဲ့စည်းတွေပေါ်ယုံကြည်မှုကျဆင့်သွားနိုင်တယ်။တာဖြစ် EU ဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေအများကြီးရှိနေတာကိုလည်းမမေ့သင့်ပါဘူး။ယူရှားပိုင်ဆိုင်မှုအများစုကိုထိန်းသိမ်းကားတဲ့ဘယ်ဂျီယံနိုင်ငံဟာသူတို့စီမှာရှိတဲ့ယူရိုဘီလီယံနေရာကိုတနည်းနည်းမှပြန်ပေးရမှာစိုးရင်ပြီး အစပိုင်းမှာပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်။ပြင်သစ်ကလည်းသူတို့နိုင်ငံထဲမှာရှိတဲ့ပိုင်ဆိုင်မှုမတန်တီထုတ်ပေးဖို့ငင်းဆန်နေတုန်းပဲ။အဆိုဆုံးကတော့ဥရောပဘ ਹੁ ပန် ECB ကိုယ်တိုင်ကဒီလိုရဟာဥရောပရဲ့ဗနိုင်းတည်ငြိမ်မှုကိုထိခိုက်စေနိုင်ပြီး EU စာချုပ်တွေကိုချိုးဖောက်ရောက်နိုင်တယ်လို့အကြင်ကြင်တတိပေးထားတယ်။ဆိုတော့ဒါဟာအကောင်အထည်ဖို့ဖို့အလွန်ခက်ခဲပြီးအန်ဒီအမြရတဲ့အဆီဇင်တစ်ခုပါ။ဥပဒေပိုင်းဆိုင်ရာစင်ခုံမှုတွေရှိတာကိုတော့ကျွန်မလက်ခံပါတယ်။ ဒါပေမဲ့ဒီနေရာမှာကျမတို့မေးရမယ်မေးခွန်းကဥပဒေဆိုတာတရားမျှတမှုဖော်ဆောင်ဖို့လားဒါမှမဟုတ်ကြီးကြိုသူရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့လားဆိုတာပါပဲနိုင်ငံတကာဥပဒေမှာနစ်နာတဲ့နိုင်ငံကဥပဒေချိုးဖောက်တဲ့နိုင်ငံကိုတံပြန်ဆောင်ရွက်ခွင့်ပေးထားတာရှိပါတယ်ရုရှားရဲ့လုံရည်တီဟာယူကရိန်းတနေနိုင်ငံတွေကိုထိခိုက်စေတာမဟုတ်ပဲယူရိုပါတိုက်တစ်ခုလုံးရဲ့ဒီငင်မှုကိုပါချိန်ချောင်နေတာပါဒါကြောင့်အော်ရိုပါနိုင်ငံတွေမှာလည်းတံပြန်ဆောင်ရွက်ဖို့ခိုင်မာတဲ့ဥပဒေအခြေခံရှိတယ်လို့ကျမတို့ပြောနိုင်ပါတယ်။အဲဒီဥပဒေအခြေခံဆိုတာကဘယ်လောက်အထိခိုင်မာလို့လဲခင်ဗျာ ကျမတို့ရင်ဆိုင်နေရတာကမကြုံစဖူးရာဇဝဲမှုတစ်ခုပါနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတနိုင်ငံကအင်ဂျင်ချင်းနိုင်ငံတဲ့နိုင်ငံကိုမြေပုံပေါ်ကနေဖျောက်ဖျက်ဖို့ကြိုးစားနေလာပါဒီလိုခြေနေမျိုးကိုရင်ဆိုင်ဖြေရှင်းဖို့ရှိပြီးတာဥပဒေတွေပဲတရားတွေစုကင်ထားလို့မရပဲဥပဒေပိုင်ဆိုင်ရာတည်ထွင်ဆန်းသစ်မှုတွေလိုအပ်နေတဲ့အချိန်ဖြစ်တယ်လို့ကျမကတော့မြင်ပါတယ်ဟုတ်ကဲ့အဲ့ဒါစဉ်းစားစရာကောင်းတဲ့ချက်ပါဒါမဲ့တည်ထွင်ဆန်းသစ်မှုနဲ့ဥပဒေကိုကျော်လွှမ်းမှုချားမှာမြင်ပါမှလည်းပဲချားပါတယ်ခင်ဗျာ UKS House of Commons Library ကထောက်ပြထားသလိုပဲကုလတမတ်ကလုံကျွေးကောင်စီရဲ့အခွင့်အနာမပါဘဲခြားမှတ်တဲ့ဒီလိုပြင်းထန်တဲ့ပိတ်ဆို့မှုတွေဟာနိုင်ငံတကာဥပဒေနဲ့အလဲလွန်ရှုတ်ကလေးဆက်နွယ်မှုရှိနေပါတယ်။ Belgium ဒုဝန်ကြီးချုပ်ပြောခဲ့သလိုပဲရုရှားကစားနိုင်ငံတကာတရားရုံးတွေမှာတရားစွဲရှုတ်လာရင်အနံ့ရသွားနိုင်ကြီးရှိပါတယ်။ အဲ့ဒီခါကျရင်ဒီချင်းငွေကိုအာမခံပြစ်ထားတဲ့နိုင်ငံတွေအတွက်ကြီးမားတဲ့ဗန်နာရဲ့ဝင်ထုတ်ဝင်ဖို့ဖြစ်လာမှာပါဥပမာ Belgium တဲ့နိုင်ငံတွေအတွက်ဆိုရင် Eurobillion နေရာဟာသူရဲ့တနစ်စာ Federal Budget တစ်ခုလုံးနဲ့ညီမျှနေပါတယ်ဒါဟာနိုင်ငံတစ်ခုကိုဒေဝါလီခံဝါစေနိုင်တဲ့ပမာဏပါဒီဥပဒေရေးရမတိချမရိယာမှုကကြီးမားတဲ့လောင်ကြီးတစ်ခုမဟုတ်ဘူးလားအဲဒီ NDA ကိုကျွန်မနားလဲပါတယ်ဒါပေမဲ့အဲ့ဒါကပဲဒီအစီအစဉ်သစ်ရဲ့ထူးခြားချက်ပါ အစပိုင်းကဘယ်ဂျီယန်ရဲ့စိုးရိမ်မှုကိုဖြေရှင်းဖို့အတွက်အန်ဒီရဲ့ကိုနိုင်ငံတနိုင်ငံတည်းကမခံရအောင်ပုံစံပြောင်းလိုက်ပါတယ်။အခုအစီအစဉ်မှာအန်ဒီရဲ့ကိုနိုင်ငံတည်းရဲ့ GNI လို့ခေါ်တဲ့တမျိုးသားလုံးရဲ့စုစုပေါင်းဝင်ငွေအလိုက် အချိုးကျခွဲဝေချပါလေ။ဆိုလိုတာကဂျာမနီလို စီးပွားရေးကြီးရဲ့နိုင်ငံကတာဝန်ပိုယူပေးစီးပွားရေးငယ်တဲ့နိုင်ငံကသူ့နိုင်တဲ့လပဲတာဝန်ယူရမှာဖြစ်လို့ဘယ်ဂျီယန်လိုနိုင်ငံတနေငင်တဲ့အပေါ်မှာ one payment အခြေအနေကိုရှောင်လွှဲနိုင်မှာပါ။ဟွန်း အန်ဒီအကိုမြဝေခန်းစားတဲ့တပေါ်မျိုးပေါ့မတို့ချင်းဝင်ရညပြီးစဉ်းစားရမှာကဒီချင်းဝင်ရဲ့အန်ဒီရဲ့ ਨੇ ယူကရိန်းပြိုလဲသွားမယ့်အန်ဒီရဲ့ပါယူကရိန်းပြိုလဲသွားရင်ဥရောပတဲ့တစ်ခုလုံးကိုဒုက္ခတွေအလိုင်းတဲ့မတည်ငြိမ်မှုတွေ ਨੇ စီးပွားရေးခရက်တွေရိတ်ခတ်လာမှာပါအဲ့ဒီအန်ဒီရဲ့ကဒီစီစဉ်ရဲ့အန်ဒီရဲ့အစားမြစွာပို့ကြီးမာတယ်ခမရခုနပြောတော့တဲ့ဥပဒေပိုင်းဆိုင်ရာမရေရာမှုကာ ကျွန်တော်ပြောချင်တဲ့ဗန္ဒာရေအန်ဒီရဲ့တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ဥယောပတ်ဘဟုပန် ECB ကိုယ်တိုင်ကဒီအစီအစဉ်ကိုဘာကြောင့်လက်ရှောင်နေတယ်လို့ထင်ပါသလဲ။သူတို့ဟာဥယောပတ်ရဲ့ဗန္ဒာရေးတည်ငြိမ်မှုကိုအထူးကတာဝန်ယူထားတဲ့အဖွဲ့အစည်းပါ။သူတို့ကဒီစီစဉ်ဟာယူရိုငွေကြေးရဲ့ဂုဏ်သစ်ခါနဲ့ကမ္ဘာအရင်ငွေကြေးတစ်ခုအခေရက်တည်မှုကိုထိခိုက်စေနိုင်တယ်လို့မြင်နေတာကိုပြပါတယ်။ Hmm ။ကမ္ဘာနိုင်ငံတွေအထူးသဖြင့်တရုတ်နဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေကသူတို့ရဲ့ဒေါ်လာဘီလီယံပေါင်းများစွာကိုဥရောပဘဏ်တွေမှာဘာလို့အနှံထားသလဲ။ ယုံကြည်မှုကြောင့်ပါသူတို့ရဲ့ပိုင်ဆိုင်မှုတွေကဥပဒေရလုံခြုံတယ်ဆိုတဲ့ယုံကြည်မှုပါအခုလိုနိုင်ငံရဲ့အခြေအနေရအချို့အခြားအာဏာပိုင် ပိုင်ဆိုင်မှုတွေကိုလက်နက်တစ်ဖက်အသုံးပြုလိုက်တဲ့အခါအဲ့ယုံကြည်မှုအကွဲသွားနိုင်ပါတယ်ဒါကရေရှည်မှာဥရောပကနေငွေကြေးယင်းနှမြုပ်နိုင်မှုတွေတခြားနေရာတွေကိုစီးထွက်သွားစေနိုင်တဲ့အန္တရာယ်ရှိပါတယ်ပြင်သစ်ကယူရို18ဘီလီယံတန်ဖိုးရှိပိုင်ဆိုင်မှုတွေတည်နေရာကိုဈေးကွက်ထိလွယ်ဆွဲလွယ်တိုင်းအချက်အလက် ဆိုတဲ့အကြောင်းပြချက်နဲ့ထုံမပြောတာကဒီအစည်းအဝေးပေါ်သူတို့ကိုယ်တိုင်တောင်ဘလို့ဆိုရင်လေလဲဆိုတာကိုပြနေတာပါပဲကမ္ဘာမနိုင်ရေးစနေချင်းယုံကြည်မှုအကြောင်းပြောတာကစိတ်ဝင်စားဖို့ကောင်းပါတယ်တပ်ပင်ပဲကျမကတော့အဲ့ဒီအချက်ကိုရှုထောင့်တမျိုးနဲ့ကြည့်ကျင်တယ်ယူရှလိုနိုင်ငံကအိမ်ကြီးချင်းနိုင်ငံတနိုင်ငံကိုကျူးကျော်ပြီးဥရောပတိုက်တစ်ခုလုံးကိုမတိမငင်းဖြစ်အောင် လုပ်နေတာကိုဥရောပကဘာမှမလုပ်ပဲလက်ပဲကြည့်နေမယ်ဆိုရင်တော့ကမ္ဘာယူနီမီယပ်နန်ထူတဲ့ကဥရောပအပေါ်ယုံကြည်မှုရှိနေအောင်မလား ကောင်းမွန်တဲ့မိခွန်းတစ်ခုပါပဲဒီအစီအစဉ်ကယူရှာကိုပြင်ထန်တဲ့တရင်စကားပါလိုက်တာပဲဖြစ်ပါတယ်အဲ့ဒါကတော့ဥရောပဟာတွေ့ရလုံခြုံရေးနဲ့တည်နေမှုကိုကာကွယ်ဖို့အတွက်ဘယ်လိုခြိလာမျိုးကိုမဆိုလှုပ်ဆောင်ဖို့ဝန်မလေးဘူးဆိုတာပါပဲဒါဟာဥရောပရဲ့စီလုံးကြီးညွတ်မှုနဲ့ပြတ်တတ်မှုကိုပြသတာပါ ECI ဥက္ကဋ္ဌအော်စတြေးလျဗွန်ဒါလီယန်ဟာ ECB ရောအဖွဲ့ကြီးတွေရဲ့အသက်ခံနေရှိနေပေမဲ့ရှေ့ဆက်ဖို့ဆုံးဖြတ်ထားတာက နိုင်ငံရေးအရာပြတ်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ယူကရိန်းအတွက်မရှိမဖြစ်လိုအပ်နေလိုပါပဲညညမှုဆိုတာဆိုင်ဝါပေါ်မှာပဲရှိနေမှာကိုကျွန်တော်စိုးရင်ပါတယ် G7 ဖွဲ့ဝင်ဖြစ်တဲ့ဂျပန်ကတော့အမေရိကန်ဖီအားပေးမှုဂျာကဒီအစီအစဉ်မှာပါဝင်ဖို့ညှင်းဆိုထားပါတယ်ဥရောပသမဂ္ဂဖွဲ့ဝင်ဟန်ဂေရီလိုရုရှားနဲ့နီးစပ်တဲ့နိုင်ငံတွေကပါဝင်ဖို့ညှင်းဆန်တဲ့အခါဘာဖြစ်လာမလဲ အခုအတည်ပြုဖို့စ조사နေတဲ့ qualify majority center မှာစနစ်နဲ့အတည်ပြုနိုင်ခဲ့ရင်တောင်ဟန်ဂေရီကသူ့ဝေစုဖြစ်တဲ့ယူရို7.4ဘီလီယံကိုထည့်ဝင်မှာမဟုတ်ပါဘူး။အဲ့ဒီအခါဂျန်နစ်နိုင်ငံကြီးအပေါ်ဝင်ပို့ချရောက်ပြီးဥရောပသမားကအတွင်မှာသဘောထားကွဲလွဲမှုတွေမကျင်နပ်မှုတွေပုံမကြီးထွားလာနိုင်ပါလေ။အင်း။ဥရောပသမားကဖွဲ့ဝင်မဟုတ်ကဲ Norway လိုနိုင်ငံကိုတော့ပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပြီးမြင့်သူတို့ကလည်းလက်ဆောင်သွားကြတယ်။ဒီလိုသဘောထားကွဲလွဲမှုတွေအကြောင်းတွေကို ရုရှားကဝါရဖင်ကြီးအံပွေတစ်ခုဖြစ်ပုံဖော်ပြီးဥရောပရဲ့စီလုံးညီညွတ်မှုဆိုတာအပေါ်ရမယ်ဆိုတာကိုကဘာကိုပြသွားမှာပါပြီးပြီဆုံးတဲ့ညီညွတ်မှုဆိုတာနိုင်မ28နိုင်ငံပါတဲ့အစုအဖွဲ့တစ်ခုမှဘယ်တော့မှမရနိုင်ပါဘူးအားလုံးသဘောတူမှလုပ်မယ်ဆိုပြီးစောင့်နေရင်ယူကရိန်းကစစ်ရှုံးသွားပါလိမ့်မယ် qualify majority voting ဆိုတဲ့စနစ်ကိုထည့်သွင်းထားတာကဒီလိုအခြေအနေမျိုးတွေအတော့ပါပဲအဖွဲ့ဝင်နိုင်ငံနိုင်ငံရဲ့ကန့်ကွက်မှုကြောင့်အေးကြီးတဲ့ဆုံးဖြတ်ချက်တွေမရတန့်တော့အောင်ပါ အများစုရဲ့တဘောတူညီမှုနဲ့ရှေ့ဆက်သွားနိုင်တယ်ဆိုတာကိုပြသနိုင်ခြင်းကအာနယ်ချက်မဟုတ်ပဲအာတာချက်တစ်ခုဖြစ်ပါတယ်။ဒါဟာဥရောပသမဂ္ဂကအေးကြီးတဲ့အခြေအနေတွေမှာစုံဖြတ်ချက်ချနိုင်တဲ့ဆွမ်းရည်ရှိတဲ့ဆိုတာကိုတတ်သိပြလိုက်တာပဲဖြစ်ပါတယ်။ဒါကရေတိုနိုင်ရေခဲ့နိုင်ယူမှုတစ်ခုဖြစ်နိုင်ပေမဲ့ရေရွှဲမှာအဖွဲစည်းတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်ကို ပြသရှင်းနိုင်ပါတယ်။အဖွဲဝင်နိုင်ငံနဲ့နိုင်ငံကိုအများစုရဲ့အာဏာနဲ့ကျော်လွှားဖိအားပေးလိုက်တဲ့အခါမကျေနပ်မှုတွေနာကျင်မှုတွေကြံခဲ့မှာပါ။ အဲ့ဒါတွေကအနာဂတ်မှာတခြားကိစ္စတွေမှာပူပေါင်းဆောင်ရွက်မှုကိုအစေအတော့ဖြစ်စေနိုင်ပါတယ်။ရုရှားကဒီချက်ကိုပဲလိုချင်နေတာပါ။ဥရောပတမကတန်းတူရည်တူနိုင်ငံတွေရဲ့ပေါင်းစည်းမှုမဟုတ်ပဲအင်အားကြီးနိုင်ငံတွေကအင်အားငယ်နိုင်ငံတွေကိုအနိုင်ကျင့်တဲ့ဖွဲ့စည်းအခုဖြစ်ပုံပေါ်ဖို့အခွင့်အရေးရောက်သွားမှာပါ။အချို့အဖြစ်ပြောရရင်ရုရှားရဲ့မကြုံစဘူးရက်စကြမ်းကြုတ်တဲ့ကျူးကျော်စေဟာတမားရဲ့ကြမဟုတ်တဲ့တွန့်ပြမှုတွေကိုတောင်းဆိုနေပါဗါဒ်။ဥပဒေပိုင်းဆိုင်ရာစိန်ခေါ်မှုတွေ နိုင်ငံရဲ့အရာတဘောထားကွဲလဲမှုတွေရှိနေလာမှန်ပဲမဲ့ဒီအစီအစဉ်ဟာယူကရိန်းကိုကယ်တင်ဖို့ကျူးကျော်သူကိုတောင်းဝန်ခံခိုင်းဖို့နဲ့ယူရိုပြည်ပြသားတွေရက်တည်မှုကိုပြသဖို့အတွက်တရားမျှတပြီးဖြစ်မနေလို့အပ်တဲ့ခြေလှမ်းတရားဖြစ်တယ်လို့ကျွန်မကတော့ထပ်လောင်းတင်ပြလိုပါတယ်အန်တရားတွေကိုစီမံခန့်ခွဲနိုင်ပေမဲ့ယူကရိန်းပျော်လဲတွားခြင်းအန်တရားကိုတော့စီမံခန့်ခွဲနိုင်မှာမဟုတ်ပါဘူးကျွန်တော်ဘက်ကတော့ရေရချက်ကောင်းဝင်ပေးမဲ့ဒီအစီအစဉ်မှာပါဝင်တဲ့ဥပဒေကြီးကဘန်ဒါယင်းနဲ့နိုင်ငံရေးဆိုင်ရာအန်တရာတွေက အလွန်ကြီးမားပြီးရှုတ်တလို့မရပါဘူးဒီလိုရဲ့အကြီးမားဆုံးအန္တရာယ်ကနိုင်ငံတကာရဲ့ပိုင်ဆိုင်မှုကိုနိုင်ငံရဲ့လက်နက်အဖြစ်သုံးနိုင်နေဆိုတော့မကောင်းတဲ့စံနမူနာကိုချက်ဖဲလိုက်တာပါပဲဒါကဘဗန္ဒယေးစနစ်ရဲ့အခြေခံဥမျိုးဖြစ်တဲ့ယူကြည်မှုကိုတရားချင်းကောက်နေသလိုဥရောပရဲ့စီးလုံးယဉ်ညွမှုကိုလည်းစန့်တက်နေတာကြောင့်တတိကြီးစွာထားပြီးချင်းကတင်တယ်လို့ကျွန်တော်ကထပ်လောက်တင်ပြလိုပါတယ်ဟုတ်ကဲ့ပါဒီလိုရှုပ်ထွေးတဲ့ကိစ္စရမှာဥပရိကိုချင်းတရားနဲ့ လက်တွေ့နိုင်ငံရေးကြားကတင်းမာမှုတွေကိုနားလည်ဖို့အတွက်ရှုထောင့်အမျိုးမျိုးကနေကြည့်မြင်သုံးသပ်ဖို့အရေးကြီးပါတယ်။ကျမတို့ရဲ့ဆွေးနွေးမှုကအချက်အလက်အသစ်တွေနဲ့ရှုထောင့်အသစ်တွေကိုပေးဆွနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်။ဒီအလုံးနဲ့စိတ်ချလာကိုကျမချီးကြပါစေလို့ဆုတောင်းမေတ္တာများပို့တတ်ပေးလိုက်ပါတယ်။